ကဲဆောအခုတခါမှာတော့ဂျီတန်ပေါ့နော် chemistry အခန်းလေးက base and basis radical လေးကိုနည်းနည်းဆွေးနွေးပြပါမယ်။ကဲ base base ဆိုတာပါလဲ။ base ဆိုတာပါလဲဆိုရင်ဆိုတော့အဓိပ္ပာယ်ဘယ်နှမျိုးဖွင့်ဆိုလို့ရဆိုသုံးမျိုးဖွင့်ဆိုလို့ရတယ်။နော်ပထမဆုံးဆိုတော့ Arrhenius Arrhenius ပေါ့နော်။ဒါ Syrian chemist ဖြစ်ပါတယ်။1884မှာသူက base ကိုအဓိပ္ပာယ်ဖွင့်ဆိုတယ်ပေါ့နော်။ base ဆိုတာပါလဲ။ substance အရာဝတ္ထုလေးပဲ။ အဲ့ဒီအရာဝတ္ထုလေးကိုဘယ်မှာဖြော်လိုက်မလဲရေမှာဖြော်လိုက်မယ်အရာဝတ္ထုလေးတစ်ခုကိုရေမှာဖြော်လိုက်လို့အဲ့ဒီအရာဝတ္ထုလေးကပြုတ်ကွဲသွားမယ်အိုင်ယွန်းဖြစ်ပြုတ်ကွဲသွားမယ်အဲ့လိုပြုတ်ကွဲတဲ့အခါမှာတဲ့ဟိုက်ဒရိုဆိုက်အိုင်ယွန်းလေးကိုထုတ်ပေးနိုင်တဲ့ အဲ့ဒီပစ္စည်းလေးကိုကျွန်တော်ဘေးလို့ခေါ်တယ်ဘယ်သူကပြောရလဲဆိုရင် Arrhenius ကပြောတာเนาะအရာဝတ္ထုတစ်ခုကိုဗမာပြောရေမာပြောရေမာပြောရင်ဘာဖြစ်တော့ပြုတ်ကွဲသွားမယ်ဘာယုံဖြစ်ပြုတ်ကွဲမှာလဲအိုင်ယုံဖြစ်ပြုတ်ကွဲပြီးတော့ဘာထောဆိုင်အိုင်ယုံကိုထုတ်ပေးရမှာလဲဟိုက်ဒရိုဆိုင်အိုင်ယုံကိုထုတ်ပေးနိုင်နေဆိုရင်အဲ့ဒီပစ္စည်းလေးကိုဘာလို့ခေါ်လဲဘေးလို့ခေါ်တယ်လို့ Arrhenius ကပြောခဲ့တယ်ဒုတိယ definition လေးကတော့ Bronsted and Lowry 1923မှာပြောခဲ့တာပေါ့เนาะအာ Bronsted and Lowry ် roster ကဒါ Damas ပေါ့နော် Damas ဖြစ်ပါတယ်ဒါ Lorry ကတော့ England ဖြစ်ပါတယ်နော်သူကဘာပြောလဲဆိုတော့ Proton Proton ဆိုတာဗာလဲ8လက် Proton ဆိုတဲ့ကောင်လေးကိုလက်ခံနိုင်တဲ့ပစ္စည်းကိုဘေးလို့သူကအတိတ်ပဲဖွင့်ဆိုခဲ့တယ်ဒါဒုတိယအတိတ်ပဲဖွင့်ဆိုချက် တတိယအတိတ်ပဲဖွင့်ဆိုချက်က Lewis ပါပဲ Lewis ကပြောခဲ့တယ်1923မှာပဲ လုံးပဲရှော့အလက်ထရွန်သို့မဟုတ်အလက်ထရွန်ပဲဟုတ်ပြီနော်ဒါတင်ဂီတလေးပေါ့ဒါလေးကိုပြီးတိုင်းတဲ့ပစ္စည်းတွေကိုဘာလို့ခေါ်လဲဆိုဘေးလို့ခေါ်တယ်ဆရာတို့ G jam မှာတော့အတိတ်ပဲဖွင့်ဆိုထားတဲ့ bass ကတော့ဒါ Arrhenius နဲ့တွားထားတာဖြစ်ပါတယ်အဲ့တော့အရာဝတ္ထုရှိမယ်အဲ့ဒီအရာဝတ္ထုကိုရေမာဖြော်လိုက်ရေမာဖြော်ရင်အာယုံဖြစ်ပြုတ်ခွဲမယ်အာယုံဖြစ်ပြုတ်ခွဲတဲ့အခါမှာဘာထောဆိုင်အာယုံထုတ်ပြရမယ် hydroxide အာယုံကိုထုတ်ပေးနိုင်ပြီးအောက်မှာကြည့်အောင် anyway ဆိုတဲ့အရာဝတ္ထုလေးတစ်ခုရှိတယ် sodium hydroxide လို့ခေါ်တယ် နော်အဲ့ဒီအရာဝတ္ထုလေးကို acquire ဆိုတာဗမာဖြော်ထားတယ်ရေမာဖြော်ရေမာဖြော်တော့အာယုန်ဖြစ်ပြုတ်ကွဲသွားတယ်ပြုတ်ကွဲတဲ့အခါမှာ anyplus ဆိုတဲ့အာယုန်နဲ့ oh minus ဆိုတဲ့အာယုန်ဖြစ်ပြုတ်ကွဲတယ်ဒီမှာ basophile အာယုန်ဖြစ်ပြုတ်ကွဲသွားတယ် hydroxide အာယုန်ဖြစ်ပြုတ်ကွဲပြီးအဲထွက်သွားတယ်ပေါ့နော်ဒါကြောင့်မို့ဒီ NaOH ဆိုတဲ့ပစ္စည်းလေးကိုဆက်ရ base လို့သတ်မှတ်လိုက်ပါတယ် KOH ဆိုတဲ့ကောင်လေး KOH ဆိုတာလေပစ္စည်းလေးတစ်ခုပေါ့အဲ့ဒီပစ္စည်းလေးဗမာဖြော်လိုက်တော့ရေမာဖြော်လိုက်တယ်ရေမာဖြော်တော့ hydroxide အာယုန်ဆိုတဲ့ oh minus မထုတ်ပေးနိုင်ဘူးလားထုတ်ပေးနိုင်ဒါကြောင့်မို့ KOH ကလည်း base ပေါ့ MgOH တွိုက် ။ तू ကလည်းအရာဝတ္ထုလေးတစ်ခုပဲ။သူ့ကိုဗမာဖြောလိုက်တာလေ AQ ဆိုတော့အေးမာဖြောလိုက်တယ်။ MG duplet နဲ့ဘာနဲ့ထောက်ရလဲ OH mine နဲ့။ OH OH ကနှစ်ခါမလို့သူနဲ့မြောက်ထားတာပါနော်။ဒါဆိုသူလည်း hydroxide ion မထုတ်ပေးနိုင်ဘူးလား။ထုတ်ပေးနိုင်တယ်ဒါဆိုဒီကောင်ကလည်းဘေးပဲပေါ့။ CaOH တွက်အလားတူပါပဲ။ရေမာဖြောလိုက်တယ် Ca2+ နဲ့ကျတော့ OH mine နဲ့ထွက်တယ်။ OH ကနှစ်ခါမလို့သူနဲ့မြောက်တယ်။သူလည်း hydroxide ion ကိုထုတ်ပေးနိုင်လို့သူလည်း base ပဲ။နောက် NaOH ammonia hydroxide သူ့လည်းရေမာဖြော။ရေမာဖြောရင် ion ဖြစ်ပြုတ်ကွဲတယ်။ NaOH+ နဲ့ OH mine နဲ့ OH mine နဲ့ဖြစ်ထုတ်ပေးနိုင်တဲ့ပစ္စည်းဖြစ် ဖြစ်လို့သူ့ကိုလဲဆက်တော့ဘေးလို့ခေါ်ပါတယ်အဲ့တော့တခုလေးရှိရပါတော့เนาะအဲ့ ပြိုကွဲတဲ့အခါမှာ iron ဖြစ်ပြိုကွဲတဲ့အခါမှာဆို completely iron night နဲ့ slightly iron night အပြီးပြိုကွဲတာရှိရဲအဲတပိုင်းတစပြိုကွဲတာရှိရဲအပြီးပြိုကွဲတယ်ဆိုတာဆရာကြီးတို့ကအဲ100%ပြိုကွဲတာမျိုးပြောတာဖြစ်ပါတယ်တပိုင်းတစပြိုကွဲတယ်ဆိုတာက100%မှာ1 to 20%လောက်ပြိုကွဲတာကိုပြောပါတယ်အပြီးပြိုကွဲမျှလေးရတကြောင်းနဲ့ဖော်ပြပါတယ်တပိုင်းတစပြိုကွဲမျှလေးရနှစ်ကြောင်းနဲ့ဖော်ပြပါတယ်ဟုတ်ပြီအပြီးပြိုကွဲကောင်တဲ့ဘဲကောင်လဲ strong နေဖြစ်ပါတယ် strong နေနော်ဒါ strong acid ပဲဖြစ်ဖြစ် strong base ပဲဖြစ်ဖြစ်ဒီမှာ base အကြောင်းဖြစ်လို့ပေါ့နော် strong နေကဘယ်လိုပြိုကွဲလဲဆို ရင်100% completely ionite နော်100%အပြီးပြုတ်ွယ်ပါလေ we တွေကကြတော့ဘယ်လိုပြုတ်ွယ်လဲဆို slide is ionite ဖြစ်ပါတယ်တော့1 to 20%လောက်ပဲအများဆုံးပြုတ်ွယ်တာကိုတွေ့ရပါတယ်ဒါဆိုကြည့်ရအောင် NaOH တွေ KOH တွေ OA drive တွေ COA drive တွေဒါ strong bait တွေပါ strong bait တွေမလို့သူက100% completely ionite ပါအပြီးပြုတ်ခွဲထားတာပါ NA4OA လို့ခေါ်တဲ့ weak bait ကတော့ဒါအဲ NA4OA ဆိုတဲ့ ammonia hydroxide ကဒါ weak bait မျိုးစားဖြစ်ပါတယ်ဒါကြောင့်မို့သူကတော့ ion ဖြစ်ပြုတ်ခွဲတယ်ဒါပေမဲ့ double စားပဲပြုတ်ခွဲတာကိုတွေ့ရပါတယ်ကဲ basic radical လေးစက်ကြည့်မယ် base တဲကနေ OA ion ကိုဖယ်ကျန်တာ basic radical ဒါဆိုဒီ base ဆိုတဲ့ compound ကနေ bh mile ကိုဖယ်ပြရမှာလဲ oh mile အိုင်ယွန်းကိုဖယ်ကျန်တဲ့ကောင်တွေဘာလို့ခေါ်လဲဆို basic radical basic radical ရဘာအိုင်ယွန်းနေလဲလို့မင်းဒါခက်အိုင်ယွန်းနေပါပဲကဲဒါ base ပေါ့ NaOH ဆို base အဲ့ဒီ base ရဲ့ဆယ်မှာ oh လေးမရှိဘူးလားအဲ့ကောင်တွေကိုဖယ်လိုက်ပေါ့ ဖယ်လိုက်တဲ့အခါမှာဘာကြီးကျန်တော့ any black ကျန်တယ်အဲ့ဒါ basic ready ကဲ oa ကိုဖယ်လိုက်ပေါ့ k black က basic ready ကဲ oa ကိုဖယ်လိုက်ပေါ့ mg2 black က basic ready ကဲ oh pine black ကိုဖယ်လိုက်ပေါ့ ca2 black က basic ready ကဲ na4 black က basic ready ကဲဖြစ်ပါတယ်อืม basic ready ကရုံနာမည်ပေးရင်တော့သူ့ရဲ့နာမည်တိုင်းပဲပြရပါတယ် sodium potassium magnesium calcium ammonium ဖြစ်ပါတယ်